ျွန်တော်ကတော့အဖေကိုတတိယရင်ဘာလို့ဖြစ်လဲဆိုတော့ဟိုကျွန်တော်ကားပေါ်မှာဆိုရင်အဖေတချင်းလေး selection လုပ်ပြီးတော့လေအမြဲတမ်းဖွင့်ပြတယ်မြို့တဲ့နမပေါ်ကားရောင်စုံများစွာတစိမကမပိုင်ပါအိမ်ကမောင်များစွာလေးမြို့လည်းမရှိတာတခါမှမပိုင်ပါဘူး60ကျော်မှဆုံးသွားပါတော့ဒါပေမဲ့အခု သူ260ပြည့်တုန်းကတော့ရှိုးွက်တွေလုတ်ခဲ့လိုက်သေးတယ်ကျွန်တော်တော့တပုတ်ဝင်းဆိုလိုက်သေးတယ်တပုတ်ဆိုတပုတ်ဒီအမှတ်တရလုတ်ပေးလိုက်သေးတယ်ပြေးတဲ့လျှို့ဝဲရတနာ more and more မှာရှားဖွေးပါ ဟိုတတိယမိကတော့ဟိုပါပေါ့နော်အဖေနဲ့ကတော့ဟို ကိုကိုတိုင်းလည်းဟိုကလေးရလာတဲ့အချိန်ကျတော့ပို့ပြီးတော့အဖေမြတ်တာပို့တည်တာပေါ့နော်အရင်ဆိုအမေပဲခေါင်းထဲမှာရှိတာလေဘယ်လိုမျိုးအဖေခေါင်းထဲမှာလောကမရှိတာမဟုတ်ဘူးဒါပေမဲ့အဖေရုံးကန်ပြီးရတဲ့အားတွေကိုသိပ်မမြင်ဘူးပေါ့နော်ဘုဘဘုဘယ်အခုမှပြောစရာစကားတွေလည်းအများကြီးပဲသူကမရှိတော့ဘူးလေဆိုတော့ဒီခါလေးကျရင်အဲ့လိုမျိုးအိမ်မက်ဒီဘိုင်မက်တူပေါ့အခုနာပြောတဲ့ post it နဲ့ဟာမျိုးဆိုအဲ့လိုမျိုးဆိုရင်တော့တော်တော်လေးသင်ကောင်းဖြစ်တာပေါ့ တော့အဖေကိုတတိယရင်ဘာလို့ဖြစ်လဲဆိုတော့ဟိုကျွန်တော်ကားပေါ်မှာဆိုရင်အဖေတချင်းလေး selection လုပ်ပြီးတော့လေအမြဲတမ်းဖွင့်ပြတယ်အချင်းနာစကားမပြောရဲဘူးကိုယ်ရှင်မာလွာရဆွေရတယ်သူတတိယလေမျိုးအိမ်မှာလေဟိုအကုန်လုံးအိမ်မှာရှိတဲ့ပစ္စည်းတွေ ခွေတွေသူကရှိသမျှအကိုအိမ်ထဲမှာသူ့လက်ရာတွေကြီးပဲလေပဲကြီးကားတွေဘာညာဆိုတော့ဟိုအိမ်မှာနေသူ့သတိမရတဲ့ရက်ကမရှိသလောက်ပဲသူ့လက်ရာတွေပဲမလို့အိမ်မှာအဖေကတော့နှုတ်ဆောင်ရတာဘာလို့ကြောက်လဲလေးနှစ်လောက်ရှိပြီအာသူက60ကျော်မှဆုံးသွားပါတော့ဒါပေမဲ့သူသူနှစ်60ပြည့်တော့ရှိုးွက်တွေလုတ်ခဲ့လိုက်သေးတယ်ကျွန်တော်တော့တပုတ်ဝင်ဆုံးလိုက်သေးတယ် တပုတ်စုတပုတ်ဒီအမှတ်တရလောက်ပေးလိုက်သေးတယ်အဲ့လိုမျိုးပေါ့အဖေကကြတော့လေ तू ကဟိုတိတ်ပြီးတော့ဟိုပွဲတိုင်းမှာသူ့တိတ်တွေ့ရလည်းမရှိဘူးဘာလို့လဲဆိုတော့သူ့အနုပညာမာနတော်တော်ကြီးတယ်သူဟိုလိုမျိုးပေါ့ဟိုဟိုတီဝိုင်းသူကသူကိုယ်တိုင်လည်း player တယောက်ဖြစ်တဲ့အချိန်ကျတော့ဟိုတီဝိုင်းအဆင်မပြေတာဖြစ်ဖြစ်စီကံမရှိတာတို့ဘာလို့တခုခုပေါ့သူမကြိုက်တာမရှိရင်အဲ့ဒီလောက်ကိုသူမလုပ်ပတ်စံနဲ့ဘယ်တော့မှသူကဟိုမဆုံးဖြတ်ဘူးသူက အဲ့လိုမျိုးကြတော့အမိညာမာနာအရန်ကြီးတဲ့အချိန်ကြတော့တိတ်မတွေ့ရတာပေါ့နော်ငါမဆိုလဲဖြစ်တယ်မလုပ်လဲရတယ်လာလုံးပြပြီးွားပြီဆိုပြီးတော့မလုပ်တော့တာလည်းပါတယ်အဲ့လိုမျိုးစဉ်းစားမှုတယ်ဒါပေမဲ့မလုပ်ဖြစ်ဘူးမလုပ်ဖြစ်ဘူးဆိုတော့ကျွန်တော်လည်းကိုယ်အလုံးနဲ့ကိုယ်ရှုပ်နေတဲ့အချိန်ကြတော့ဟောပေါ့ဟိုအဲ့ဘက်ကိုမလုံးနိုင်ဘူးပြက်နေတာအာကျွန်တော်တို့ဘာမှစီစဉ်ပြင်းစရာတော့မလိုပါပြန်တော့စုံနေရတယ်တော်တော်များများတော့ဟိုနာမည်တော့မပြောတော့ပါဘူးအများကြီးပဲ ဝိုင်းဆိုကြတယ်ဆိုတော့တကယ်ဆိုတဲ့အချိန်ကျရင်လည်းကျွန်တော်တို့ကမဆိုင်ဘူးမဆိုင်ဘူးဆိုတော့ဟိုသူကနေသူတချင်းရေးစီအားနဲ့ပဲညှိပြီးတော့လှုပ်သွားကြတာမျိုးပဲကျွန်တော်တို့ဘာမှမသိနောက်ဆုံးဖွက်လာမှလာမြင်ရကြရတာပေါ့နော်အဲ့တော့အဲ့လိုပဲဒီစမှာ9ရက်နေလောက်သွားဆော့တဲ့အချိန်ကျရင်ကျွန်တော်ပေါ်လိလိုက်အားပေးရပါဘူးတန်းနိုင်သူအကောင်းဆုံးကစားပါပါမြန်မာစတာပစား